အခုအခေကျွန်တော်တရေစကားလေးတွေပြောကြမယ်ဗျာဒီမန္တလေးတိုင်းမှာပါဆိုဒီတောင်သားမှာပေါ့တောင်သားရွှေတံမိုးရွာလာအဲ့ဒီမှာအာတောင်တော်ကဒါနေမိဘယ်လိုကောင်းလဲဆိုတော့အကြံဖက်တွေကိုရှင်းလင်းနေပဲပြောရမှာဗျာအဲ့မှာရှိတဲ့အကြံဖက်တွေကို Jet Fighter တွေနဲ့ဒါ Vector ရှင်းလင်းစုံပါလာအောင်တွေ့ရတယ်အဲ့ဒီဘက်မှာအဲတောင်သားနထိုးကြီးမြင်းကြက်ဘက်ကအာအားတွေတော်တော် တည်ကြတယ်လို့ကြားတယ်။တော်တော်တည်ကြတယ်လို့ကြားတယ်။ဟိုတောင်ချောက်အကြံဖက်တိုင်ရင်သုံးလောင်းဒီကောင်ကသူတို့တိုက်တာတော့ရှိတယ်။အခုတမလောကအဲ့ဒီဘက်ကိုဟိုပြန်ပြီးထိုးစစ်ရှင်းနေတာရှိတယ်။သူတို့ကတော့အလင်းငိုက်တော့လုတ်တက်တာပေါ့နော်။အဲ့ဒါလေးလဲတမလောဘက်ကအာပုံပြီးတော့ဟိုထော်လိုင်းကောင်းပါလေရမယ်တယ်နော်။အဲဆိုတရင်ဥမှလည်းရတယ် အဲ့မှာတောင်းသားမှာဒါ jet fighter နဲ့တောင်းလောင်ကဆုံးမလိုက်တာတော်တော်တည်တည်လို့ကျွန်တော်နေနဲ့ကြားသိရတာရှိတယ်။အဲတဥဒတိတူမာတွေဖြစ်မှာသူတို့ဒေသုံးစင်းတော့မပြောတော့ပါဘူးကြာသူတို့တိုင်ရန်ရဒေသုံးစင်းတွေတော့တော်တော်များတယ်လို့သိရတယ်။အခုတိုင်းဖြူးမှာဆိုလို့ရှိရင်ဒီမကြီးကုန်းတောင်းရောင်ကိုတောင်းလောင်ကမနည်းတော့တော်တော်ကျွေးတယ်ကြာတော်တော်ကျွေးတဲ့နေရာမှာဒီခမရ950ရလည်းပဲဒါလက်နဲ့ကြီးပြီးတော့ကာဗီကာဆယ်ပြီးတော့ တော့ကြောက်ကြွေးတယ်ဘာလို့ဆိုတော့အဲ့ဒီရွာမှာကအကြံဖက်တွေအုပ်စုဖွဲ့ပြီးရောက်နေတာပေါ့နော်အကြံဖက်တွေရှိနေတဲ့အတွက်အကြံဖက်စခန်းလောက်ထားတာပေါ့အဲ့ဒီအကြီးကုန်းကြွေးရောက်တာအမကြီးကုန်းဒီတောင်းလာမှာပေါ့အဲ့မှာအကြံဖက်စခန်းလောက်ထားတော့တပ်မတော်ကာမီကာဆယ်နဲ့လည်းကြွေးတယ်အဲနောက်တစ်ခါကျတော့ဟိုနင်းနေနဲ့လည်းကြွေးရတာဗာလဲလက်နက်ကြီးတွေနဲ့လည်းကြွေးတယ်190မမလေးနဲ့ကြွေးတယ် အဲ့တော့အဲ့မှာသူကထုံမြင့်နိုင်ဒီနေ့ထုံမြင့်နိုင်ဝင်းကြီးကိုသွားမဲ့သူတွေကလည်းအဲ့ဒီမှာရှိနေကြတယ်သူတို့ group ဖက်လုံးနဲ့တထင်းရလို့တက်တော့ကအမုန်းအဲဒါကျွေးလိုက်တာဖြစ်မယ်ကြာဒီကဒါကျွေးလိုက်တာဖြစ်မယ်ဒါကျွေးလိုက်တာဖြစ်တော့အဲပြီးတော့နောက်တစ်ခုအဲ့ဒီနာမှာလက်လက်ကြီးတွေနဲ့အဲပြစ်ပြီးတော့အပြေဝတော်မှာသူကဘာပြောလဲဆိုတော့ giant cobra တွေနဲ့နော် giant cobra တွေနဲ့တောက်ချောကျွေး giant cobra နဲ့တောက်ချောကျွေးတဲ့နေရာမှာအဲ giant cobra နဲ့စီးသွားတယ်ဖြစ်သူတယ် တိတိကျကျပဲနော်အကြမ်းဖက်တဲ့စကန်တိကျပဲအဲ့မှာဟောတာအာလာဝကဆိုတဲ့ကောင်တီနာပိုင်ကအခုတော်တော်တည်ကြတာပဲအုပ်စုလိုက်ကြီးတော်တော်ချင်းချင်းနဲ့တော်တော်များများတည်ကြတယ်အဲ့မှာပါမောဒတစည်းကကျွန်တော်တို့ကြားသိရသလောက်ကတော့ဒီဗရက်ခင်ရွာနဲ့တခွန်းနိုင်ရွာကြားမှာဆက်ချူရင်သွားတယ်ဆိုပြီးတော့ကြားတယ်ဆက်ချူရင်ပြီးတော့ပြက်ကြသွားတယ်ဗောနာပြက်ကြသွားတော့အဲ့ဒီတက်မလို့သားနှစ်ဦးဗောအဲ့မှာဂျာယိုကော်ရာတွေကြားတော့သူကနှစ်ဦးလိုက်တာဗော နှစ်ဦးလိုက်တဲ့ခါကျတော့အာသူကနှစ်ဦးစလုံးပေါ့ပေါ့မြင်းမြတ်စွာအဲမြင်းမြတ်စွာနဲ့ဒါတိုင်းကြီးအတွက်တန်ဖိုးကြီးစွာနဲ့အဲဒါအမျိုးဘာသာသာသနာအတွက်ပေါ့ဒါအသက်ကိုပေးဆက်ပြီးဆွံ့နှုံးလိုက်တယ်လို့ဒါကျွန်တော်တို့တွေနဲ့အဲကြားသိရတာရှိတယ်ကြားသိရတာရှိတယ်တောင်းတော်သားတွေအေးအခုအခုကျွန်တော်ကိုဟို ကလည်းတန်းလို့သာကြာဆုံးတာကြတော့မပြောဘူးလားပါလားဆိုပြောလို့ပါဒါကျွန်တော်ဒါကြာဆုံးတဲ့ဟာကျွန်တော်တိတာဆိုကျွန်တော်ပြောပါတယ်နောက်တဥသားဆိုတဥသားဆိုပြီးတိတာဆိုပြောပါတယ်မတိတာတော့မပြောဘူးကြာနော်ပြီးတော့ကျွန်တော်ကလည်းအဲ့လိုမျိုးပေါ့ဟိုကိုတိတာတော့ပဲရှယ်တယ်မြဝင်တာဖြစ်တာဟုတ်အဲ့တော့အဲ့မှာတန်းလို့သာနှစ်ဦးကအာဒါတိုင်းပြည်အတွက်အမျိုးဘာသာတာနာအတွက်နိုင်ငံအတွက်ကိုဂုံတိတ်ခါကြီးစွာနဲ့ ဒါသူရဲကောင်းဆက်ဆန်းပေါ့နော်တိုင်းပြည်ကိုတက်ဆုံကြိုးပဲကာကွယ်နေဒါအသက်ခံတာဆုံးလွန်လိုက်ရတယ်သူရဲကောင်းကြီးတွေလို့ဒါတော်တော်များများပြောနေကြတာကိုကျွန်တော်တို့ကြားသိရတာရှိတယ်နော်အကြားသိရတာရှိတယ်အဲနှစ်ဦးဆုံးလွန်အသက်ဆုံးလွန်လိုက်ရတယ်ပေါ့အဲဆိုမကွေးတိုင်းဟန်နာလီရွာပေါ့အဲ့မှာပေါ့သူတို့ကလည်းပြည်သူစိတ်ရွာပေါ့နော်ဒီနေ့တိုင်ပွဲတွေတိုင်တယ်တိုက်တဲ့အချိန်မှာဒေါက်တော်လိုက်ဘကဆိုတဲ့သူတွေလည်းတော်တော်များများအာတည်ကြတာကိုတွေ့ရတယ် ပြီးတော့တက်မလာလဲလေချောင်းနေနဲ့တောက်လျှောက်ပြစ်ကူပေးနေတယ်လေချောင်းပြစ်ကူပေးနေတယ်အဓိကအဲ့နေရာကိုသွားဖို့အတွက်ကိုစကူတတ်ဒီသွားဖို့အတွက်နည်းနည်းခက်ခဲတာလားပါလားမင်းလေချောင်းကတော့ချက်ချင်းပေးတာရှိတယ်တကယ်လို့အဲ့နေရာကိုဒီဟန်တော်တွေအဲ့ဒီရွာဘက်ကိုဒါတက်မနော်ဘက်ကအာပတ်ဝိုင်းပြီးတော့မှဒီအကြမ်းဖက်တွေကိုရှင်းလင်းလိုက်မှဆိုတော့အတတော်ကောင်းမှပုံစံရှိတယ်ပါလားဒီပြည်သူစိတ်ရွာလေးဆိုတာကတော့ကျွန်တော်တို့သိရှိသလောက်ကတော့ အင်းအားလည်းတိတ်အများကြီးမရှိဘူး။လာတိုက်တဲ့ဘက်ကတော့အင်းအားတော်တော်များများနဲ့လာတိုက်တယ်လို့ကျွန်တော်တို့လည်းကြားသိရတာရှိတယ်။အင်းအားနဲ့နေနေတိုက်လို့ချင်းသူတို့ကရှုံးမှာပဲ။တပ်မတော်စကြောင်းထိုးလိုက်ပြီးမယ်။သူတို့ပြန်ဖွဲ့မယ်၊စုမယ်၊စုလို့ရပြီတပ်မတော်စခန်းအသေးလေးတွေ၊ကာကင်းလေးတွေဗနားမှာရှိမယ်။အဲရှိမဲ့နေရာတွေကိုဟိုရှိမဲ့နေရာတွေကိုဒါဝင်တိုက်မယ်ပေါ့ဗျာ။နော်ရှိတဲ့နေရာတွေကိုဝင်တိုက်မယ်ပေါ့။အဲသူကအဲ့လိုမျိုးရှိတယ်။အဲ့ ကျွန်တော်တို့မင်းရဲ့တောင်းသားမှာဆိုလို့ချင်းဒီပိတ်တနိုးတို့မကြီးရိုးစကန်တို့ဟိုဒီစကြန်ဂိတ်တို့ပါဒါမနဲ့6နိုင်လောက်တရားဝဲကျုံသွားတဲ့ဟာမှာသူတို့လူအင်အားတော်တော်များများနဲ့ကိုဒါဝင်ကျုံသွားတာရှိတယ်အဲတောင်းသားမှာကြောက်အဲ့လိုဝင်ကျုံသွားတဲ့အခါကျတော့အဲ့လိုမျိုးပေါ့လစ်တဲ့ချိန်မှာ online ကျင်းတာကျေတာပေါ့အဲ့ဒီချိန်မှာတပ်မတော်ကလည်းပဲအဲ5ပိုင်းနေနေပြန်လဲစီးလိုက်မယ်ဆိုလို့ရှိရင်တော့ အကျံပဲအဲ့ညာလေးမျိုးပြောက်သွားရင်တော့ဒါနောက်တစ်ခါတကောင်းကြီးလာတိုက်ဖို့ဆိုတာမရှိတော့ဘူးဒီတိုင်းပဲလွတ်ထားမှဆိုရင်တော့အဲတစ်ချိန်မဟုတ်တစ်ချိန်အင်အားစုလိုက်ပြန်လာလိုက် တိုက်လိုက်အလူခံလိုက်တဲ့သူတို့ကတော့သူတို့တော့ကြောက်အောင်ပါပေါ့တော့နောက်တစ်ခုဒီသခိုင်းတိုင်းပဲဆိုလို့ရှိရင်သခိုင်းတိုင်းပဲဆိုဒီရွှေဘူတို့မန္တလေးတို့အဲ့လမ်းပိုင်းတွေကိုဟိုတပ်မတော်ကအခုနေနေရစရှင်းနေအရှိဘမန္တလေးလမ်းပိုင်းရဲ့တလျှောက်လုံးမှာဆိုစက်ကြီးကောက်တာဒီ ်ဒီဒါကျွန်တော်စီကိုပြောတာတွေအများကြီးရှိတယ်ဆက်ကြီးကောက်တယ်အဲနောက်တစ်ခါကျတော့ဒါဒါမို့လမ်းတွေမှာကားတွေမှာပတ်စံတောင်းဝါညာဝတ္ထုဟိုနိုင်နေစီမှုတွေအကြမ်းဖက်တွေလှုပ်ဆောင်မှုများတာပေါ့အဲဒီဘက်မှာတမနောကိတ်ရှိတဲ့ဟိုဘက်မှာကားတဲ့အကြမ်းဖက်ပြီးတဲ့ကိတ်တွေရှိတဲ့အဲဒါတမနောကမလုပ်တော့ပါဒါတွေကဟိုအရင်တော့ကျွန်တော်စမ်းလာကြပါလေအခုတမနောတော့တော်တော်အစ်စ်ချောင်းထိုးပြီးတော့ပဲရှင်းနေတာလည်းတွေ့ရနေမြင်ရှင်းနေတာတွေ့ရတယ်အဲ့ဒီမှာဒါကြောင့်ရှင်းနေတော့အကြမ်းဖက်တွေ အကြမ်းဖက်တွေတော်တော်သေတယ်လို့လည်းကြားတယ်အမှန်ကအမှ draw တွေနဲ့ကိုအရင်ရှင်းပြီးတော့ဟောတပ်ပွဲကရင်တော့ပို့ပြီးအဆင်ပြေလိမ့်မယ်လို့တော့ကျွန်တော်အနေနဲ့ယူဆမိတယ်အဲ့မှာဆိုလို့ရှိရင်ဒီဘုံဘွက်ရွာတို့စီတော့ရွာတို့တက္ကနန်းရွာတို့ဒါဘုံခွန်တို့ဆိုင်နိုင်ကြီးတို့ဆိုင်နိုင်လေးတို့အဲ့လိုမျိုးရှိတာ哦အဲ့ဒီရွာတွေကိုလည်းပဲဒါတပ်မတော်ကနေမီတွေရှင်းနေစစ်ကြောင်းထိုးတယ်အထဲမှာရှိတဲ့အကြံဖက်တွေကိုတခါတည်းအပြောက်ဖြောက်တယ်အပြက်စော်တယ် ဒါမျိုးကျွန်တော်တို့တွေ့ရတယ်။နောက်ဒီဝက်လက်ဖက်လည်းအဲ့လိုပဲဝက်လက်ဖက်ကိုလည်းပဲဒီတက်မလောက်ကအခုအခုတော်တော်ကိုကျွေးနေတာ။ထုံးမှုရွာရဲ့အရှိမတရားကြီးနောင်ရှိတယ်ဗျာ။အဲ့ဒီနာမှာတက်မလောက်ကအာဒါအကြမ်းဖက်တွေကိုရှင်းတာ။ရှင်းတော့အဲ့ဒီမှာလည်းတော်တော်များများအကြမ်းဖက်တွေတည်တာကိုတွေ့ရတယ်။တွေ့ရပြီးတော့ဒီဘက်အထက်ပြီးတော့သူဒီဘက်ကိုဆက်ပြီးနိုင်နေရှင်အောင်မူကြီးရောထပ်နိုင်နေရှင်းတာ။နိုင်နေရှင်းတော့အဲ့မှာရှိတဲ့အကြမ်းဖက်တွေလည်းပိုးဆိုးပစက်တည်တယ်။ ်ပုစုပုစက်တည်တယ်လူရန်လည်းတော်တော်များများတည်တာကျအခုတက်မလို့ကအခုတော့စစ်ကြောင်းထိုးဝင်ရှင်တဲ့ခါကျဒီကောင်လည်းထွက်ပြေးတယ်တက်မလို့ပြန်ရောက်လာလို့ကျဒီကောင်လည်းပြန်ဝင်လာတာတော့ရှိတယ်ဒါအဲ့ဒီဘိုင်းတွေတော့သူတို့လှုပ်ရှားမှုရှိတယ်ဒါပေမဲ့အဲ့မှလည်းပဲတက်မလို့ကရရတော့ဆွဲကုန်တာရှိတယ်အမှန်ကန်အဓိကတော့ပိုက်ကွန်နဲ့ပြစ်တာပဲကောင်းပါလေဘာဖြစ်လို့လဲဆိုတော့လေချောင်းနဲ့ပဲအဲရှင်းနေပြီးတော့မှပြက်ခတ်ရှင်းနေပြီးတော့မှအဲ့ဒါမှတကောင်းပြေးလို့လည်းမလွတ် တော့တဲ့အနေထားမျိုးလုပ်လို့ရမှာနေမီတက်မလို့လာယူဆောင်တဲ့ တဲ့ရရပြီးတာပြေးပြီးတာဖြစ်တာမာကုံးရွာတို့ဒီရွာတော်ကုံးရွာတို့เนาะရွာတော်ကုံးရွာတို့အဲ့မှာဥလေကုံးရွာတို့အဲအုတ်ဖို့အုတ်ဖို့ကုံးလားအုတ်ဖို့ကုံးရွာတို့တောင်ရွာတို့မြောက်ရွာတို့အဲလာတော်ရွာတို့လက်ဥရွာတို့ဒီဒီကုံးရွာတို့နိုင်ဒီကုံးရွာတို့ရွှေသာတို့ရှင်မတော်တို့အဲ့ဒီကိုကိုစုတို့အဲ့လိုမျိုးကတော့ငါပြောတော့တို့အဲ့ဒီရွာကြီးရွာတွေပြီးတော့ တကောင်းတော်တို့ကတူးတို့အဲ့ရွာတွေအကုန်လုံးမှရှိတဲ့အကြမ်းဖက်တွေကတော့အပြေးလိုက်လွားလိုက်နဲ့ရှောင်းလိုက်ဒိန်လိုက်နဲ့ရှိတယ်တတော်ကတော့အဲ့ဒီရှားတွေကိုဒါတောင်းလျှောက်ထိုးစစ်စိန်ရနေနေရှင်းလင်းနေတာတော့ကျွန်တော်တို့တွေ့ရတာရှိတယ်ဒီကောင်ကလည်းဒါမင်းကတော့ကာဗီကာဆယ်တွေနင်းလက်ပတ်မှာကာမီကာဆယ်တွေနဲ့လည်းကျွေးတယ်ဒေါင်းတင်နဲ့လည်းကျွေးတယ်လက်နဲ့ကြည့်တယ်နဲ့လည်းကျွေးတယ်နော်မင်းကလည်းပဲဒီကရင်ပြည်နယ်ဘက်မှာလည်းတော်တော်ပွဲကားတာရဲ့ဒီဘက် အအစလန်ဟောင်းပါဆိုလည်းပဲအတိုက်ဝဲတွေရှိသေးတယ်နော်ဒီဒီပုဇံရွာနာမှာလည်းပဲတိုက်ဝဲတွေရှိသေးတယ်ဒီလန်ဆယ်ဒေသမှာလည်းပဲဒါတိုက်ဝဲတွေဖြစ်နေတယ်တိုက်ဝဲတွေဖြစ်နေတယ်တပ်မတော်ဒေချောင်းတွေနဲ့လည်းအဲစိတ်အင်အားဖြစ်တယ်လို့ဒေချောင်းတက်ခိုင်းမှုတွေလည်းလုံးနေတာတွေ့ရတယ်ဗမော်မှာလည်းပဲ drone တွေနဲ့ဒါနယ်မြေလေးတွေလိုက်ရှင်းတာရှိသုံးမိုင်ပတ်ချသုံးမိုင်မှာတော့ကျွန်တော်မနေ့ကတော့အလောင်းလက်နဲ့တွေရတယ်လို့ကျွန်တော်တို့ကြားသိရတာရှိတယ်ဘိုင်းမော်လည်းပွဲကားနေတယ် နော်ဝိုင်းမော်လည်းပွဲခန့်နေတကိုင်းတိုင်းပြောလိုက်လို့ဗမောင်လည်းချနေတယ်ဝင်ဒီရခိုင်ဘက်ဆိုကျွန်တော်တီးတန့်ပြောဦးမယ်တီးတန့်ပြောဦးမှာဆိုဟိုရွှေမြောင်မောင်ရဲ့ตาပေါ့ရွှေမြောင်မောင်နဲ့မမြတဲ့ตาဟိုဘယ်လိုလဲထုံမျက်နိုင်ပေါ့ဒါသူဒီနေ့မွေးနေပေါ့အဲရွှေမြောင်မောင်ဆိုတာလည်းတမျိုးမဆင်တော့မွတ်စလင်တော့အတာဘာတာလာတာဒူလာဆိုတော့ဒီမွတ်စလင်သူကအသူ့ရဲ့ตาဟိုနေဘယ်သူလဲဆိုတော့ထုံမျက်နိုင်ဆိုတော့ထုံမျက်နိုင်မွတ်စလင်ကပြားကို အခုမှသိတာဒါသူတို့ရဲ့မွေးနေ့ကိုဒါအာဘယ်လိုပမာကျင်းပမယ်ဘယ်လိုလုပ်ပါမလဲဆိုတာဒါကျွန်တော်တို့ကြားသိရမှာဖြစ်တယ်တော့998ခုတော့သူမွေးပွားတယ်ပေါ့နော်ဒီဒီခေါနေမိပေါ့အဲ့ဒါကိုဘယ်လိုကောင်းလဲတက်လာမလဲတက်မလို့ဘယ်လိုဖြုတ်မလဲဆိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်အောင်လို့ပြောရင်တရင်တွေ့ရင်ကျွန်တော်တင်ပြပါအောင်ခင်ဗျာအားလုံးတို့တာပြပါစီနော်